NEC လို့ခေါ်တဲ့ National Esports Championship of Sea Games လို့လူတွေသိထားကြတဲ့ပြိုင်ပွဲဟာ MSC မတိုင်ခင်လာအောင်မယ်ဆိုတာကို brother တို့တည်ပြီးကြပြီလားမြန်မာအသင်းတွေအနေနဲ့ International မှာတွားဆောက်ခွင့်ရမယ်ပွဲတွေ MSC မတိုင်ခင်မှာဆိုရင်တော့ NEC Sea Games 2025ပွဲစဉ်မှာတော့ပါဝင်ခွင့်ရဖို့အတွက် မကြခင် ပြင်းထန်တဲ့ qualifier တွေစားဆော့ရတော့မှာပါ ် NEC C game MLBV ဆိုတာကနှစ်နှစ်မှတစ်ကြိမ်လုပ်ပေးတဲ့ပွဲဖြစ်တဲ့အတွက်လက်မလွတ်သင့်တဲ့ပွဲတစ်ပွဲလည်းဖြစ်ပါတယ်2023သုံးကအခု AI line အထဲရဖြစ်တဲ့ player တွေတချို့ပါဝင်တဲ့ transport အသင်းဝင်တွေ PS Black Oh my Jenny Bano Gumi စတဲ့ player တွေပါဝင်နေဗျ first international tournament experience ဖြစ်တဲ့အတွက်ကြောင့်မလို့ Malaysia က2တန်းနဲ့ ဖိလစ်ပင်းက Blacklist International တို့ကို AKA အခါမှာရှင်းနိုင်ခဲ့ခြင်းမရှိရင်လည်းအရှုံးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။လုံးဝနိုင်ပွဲမရှိတာတော့မဟုတ်ပေမဲ့လာအိုအသင်းတသင်းကိုတော့အနိုင်ရရှိခဲ့ပါတယ်။ကျွန်တော်တို့ရဲ့2021 Mobile Legend C game ကတော့ Boost Stage မတက်ခဲ့ရဘဲနဲ့စိတ်မကောင်းစွာနဲ့ပဲအိမ်ပြန်ခဲ့ရပါတယ်။အခုကြည့်နေတဲ့ NBA Indo, NBA Philippines အစရှိတဲ့နိုင်ငံတကာ NBA ပွဲစဉ်များ WNBA ဘက်မှယူနီဆက်ချစွာခံမှန်းကစားနိုင်ပါပြီ။ စိတ်ဝင်စားလို့အကောင့်ဖွင့်ရတယ်ဆိုလို့ရှိရင်တော့ comment မှာရှိတဲ့ link တွေကနေဆက်သွယ်လို့ရတယ်လို့ Telegram မှာ NH Live 1 is လို့ share ပြီးတော့အကောင့်ဖွင့်လို့ရပါတယ်ခင်ဗျာဗီဒီယိုလေးကိုဆက်လိုက်ရအောင်တူတာတန်တန်23မှာကြတော့ကျွန်တော်တို့မြန်မာစီးကင်းရဲ့ဂိုးမဲ့တယ်ရဖို့အတွက်လက်တကန်းအလိုလေးနဲ့လွဲချော်ခဲ့ရတဲ့ပွဲလို့တော့ပြောလို့ရတယ်ဗျ Bamis eSport Community အတွက်ရင်မှတ်ထဲမှာ M2 Bamis ကိုပြီးလို့ရှိရင်ရင်နာစရာအကောင်းဆုံးပွဲလို့တော့ပြောလို့ရတယ် ရူးစတိတ်မှာတဲကကမ်ဘောဒီးယားကိုသားပြုဖြစ်တဲ့ ADN, Cat, D7 စတဲ့ player တွေပါဝင်တဲ့ Binance Flash ကိုလည်းနိုင်ခဲ့တယ်လို့အင်ဒိုက Araju နဲ့ On နဲ့နှစ်သင်းပေါင်းထားတဲ့ Superstar Lion ကိုလည်းနိုင်ခဲ့ပါသေးတယ်။ရှုံးပွဲမရှိဆိုတဲ့စံချိန်နဲ့ကို Group Stage ကနေတက်ခဲ့ပြီးတော့ Playoff မှာလည်း AKA အခါကနဖျားအသင်းလို့တောင်တင်စားကြတဲ့ AB Brand ရဲ့ Prime Time Full Lion ကြီးကို 1 2ဆိုတဲ့ရလန်နဲ့နိုင်ယူစဲစဲကြီးဖြစ်ခဲ့ရင်းနဲ့ပဲရှုံးခဲ့ရပါတယ်ဖိလစ်ပင်းကိုဒါအနိုင်ရရှိခဲ့မယ်ဆိုရင်ဂိုးမဲ့တဲ့ရဖို့ဟာတေချာတလောက်ကိုရှီသွားပြီဆိုတာလေအဲ့ခဲအဲ့ခါမှာဘရာသာကိုလည်းတီးခဲ့မှာပါဖလက်တီးဒီဒါပက်ထရီဖိုင်းမမိခဲ့ဘူးဆိုတဲ့ထရမာကြီးကကျွန်တော်တို့ဘာမီးစ်ဖန်တွေရဲ့ရင်မထဲမှာအမြဲတမ်းကင်းအောင်နေသေးပါတယ်ကဲအခုတော့2025ရောက်လာပြီဆိုတော့ဘယ်အတင်းဟာမြန်မာနိုင်ငံကိုစားပြုအတွက် ထိုင်းနိုင်ငံမှာကျင်းပမယ် NDT 2025 season ကိုတွားဆောက်ရမယ်ဆိုတာကတော့အခုဒီစိတ်ဝင်စားဖို့ကောင်းနေသေးပါပဲဗျာ